ဒေါ်လာနေသိပါခင်ဗျာဒီကနေ့က2025ခုနှစ်အော်တိုဘာလ25ရက်နေ့ပါဒီကနေ့မှာတော့သတင်းကောင်းတစ်ပုဒ်တွေ့ထားပါတယ်ဒါကတော့ပြည်သူ့လွတ်ပါတီရဲ့ဥက္ကဋ္ဌဦးဆောင်သူတက်တက်ခိုင်ရွေးကောက်ပွဲရှင်ပြိုင်ခွင့်လုံးဝမရတော့ဘူးလို့သိရပါတယ်အဲ့တော့ဂျပန်စစ်ရှုံးကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ဒီကိုယ်စားလှယ်စည်ရင်းမှာတက်တက်ခိုင်ကို မတွေ့ရတော့တာဖြစ်ပါတယ်အဲ့လွန်ခဲ့တဲ့ရက်ကပဲဒီကိုယ်စားလှယ်အကြီးချင်းတွေပြည်ရင်းခဲ့တဲ့အတွက် ဒေါ်သက်ခိုင်ရွေးကောက်ပွဲရှင်ပြိုင်ခွင့်မရှိတော့ဘူးဆိုပြီးတော့သတင်းတွေထွက်ပေါ်လာပြီးအခုစရင်မှာပါမတွေ့ရတော့တာဖြစ်ပါတယ်ဒေါ်သက်ခိုင်ကပူပူနွေးနွေးမကြသေးခင်ကမှသတင်းစာရှင်းလင်းပွဲကြီးကြီးကြီးကျယ်ကျယ်ချိတ်ချိတ်တဲတဲရန်ကုန်ကဟိုတယ်ကြီးမှာပြုတ်လောက်ပြီးတော့အဲ့ဒီမှာမှတ်မှတ်ရရပြည်သူတွေရှိနေဦးမယ်ထင်ပါတယ်ဒီလူတယောက်ကမေးတာပေါ့သတင်းတောက်လို့သူတို့မသုံးညင်တော့ဘူးဝါရဖြန်တက်တက်စစ်ဘောမာတွေဖြစ်တဲ့အတွက်မေမေတော်ဆန်းစုကြည်နဲ့သမရာကြီးတို့အကြောင်းကိုအကျဉ်းတော်ထဲမှာကြာနေတဲ့သမရာကြီးတို့အကြောင်းကိုမေးတဲ့အခါမှာ ဒေါ်သက်သက်ခိုင် ဖြေကြားခဲ့တဲ့စကားရှိပါတယ်သူတို့ကနိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘူးဒီလက်စားလို့အဂရိလိုက်စားလို့ရဟရင်တွေဝယ်စည်းလို့အဘဖြစ်လို့ညာဖြစ်လို့အဂရိလိုက်စားတဲ့အတွက် ပုံမာတွေအတိုင်းအကျဉ်းကြခံနေရတာဖြစ်တယ်ဆိုပြီးတော့တကယ်ကိုမှမမကြောကြောပြောဆိုသွားတဲ့စကားလုံးတွေနားရကြတော့မထွက်သေးပါဘူးအခုတသက်ခိုင်ရေကောက်ပွဲမှာလုံးဝရှင်ပြိုင်ခွင့်မရတော့ဘူးလို့သိရပါတယ် ကိုယ်တလေလောင်းအီချင်းပြက်ယွင်းလို့လို့ဆိုပါတယ်အဲ့တော့စောတွေကတိုင်းပြည်ပေါ်မှာကောင်းစေခြင်းနဲ့စိတ်ဆန္ဒတစိုးတစင်းမှမရှိတဲ့သူတွေဘလို့မျိုးကိုယ်စလဲလောင်းအီချင်းတွေရှိနိုင်ပါလဲစစ်ဖက်နောက်ကိုတိုးဝင်ပြီးတော့စနစ်ကိုပြုပြင်ပါတယ်တိုင်းပြည်အတွက်စေနာထားပါတယ်လို့ဗဇက်ကကြိုက်တဲ့လောက်អော်ပါစီရင်းနှီးမှာစစ်မှန်တဲ့ဆန္ဒမရှိတဲ့သူတွေတခြားသူတွေလည်းရှိသေးတယ်အရင်တော့ကတော့ NLD တကယ်အမာခံနေအဲဒေါ်ဆန္ဒမင်းနောက်တစ်ခါ88တွေက အဲပြောင်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 နဲ့နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာပါဝင်ခဲ့တဲ့သူတွေဥကိုကိုကြီးတို့အဲ့တော့ဘလို့အယူဆတွေနဲ့များဒီစစ်ဖက်နှက်အောက်ကနေပြီးတော့တိုးဝင်ပြီးတော့ဒီစနစ်ကြီးကိုအားလုံးမှာအားလုံးကိုလေဝကြီးအုပ်ထားတဲ့အာဏာကိုလေဝကြီးအုပ်ထားတဲ့စနစ်ကြီးကိုပြုတ်ပြင်လို့ရလိမ့်မယ်လို့တွေးလေဆိုတာကျွန်တော်စဉ်ကိုမစဉ်းစားတတ်ဘူးစစ်ဖက်နှက်အောက်မှာမဟာလာကဘုံကျဲတက်ဖြတ်နေတောင်မှပါဇက်စကလုံးတခွန်းအောင်မဟာရဲတဲ့သူတွေကဒီစနစ်ကြီးကိုပြုတ်ပြင်ပြီးပြည်သူအတွက် ကောင်းအောင်လုပ်ပါမယ်လို့ဂရီကဝတ်တီအချင်းချင်းပေးနေတာမျိုးကြီးကတော့တကယ်ကိုအင်မတန်မှယွန်းစရာတရားကောင်းပါလေပြည်သူလူထုလည်းခံစားမိမှာပါဥက္ကဝီတို့ဆိုလဲအဲ့လိုမျိုးပါပဲခင်ဗျားတို့မပြောရင်ကျွန်တော်ဂျားထဲကနေပြီးတော့ပြောရဲပြော့ပေးမယ်ကျွန်တော်ဂျားထဲကနေပြီးတော့ပြောသူ့ပထွေးကနိုင်ငံတဝမ်းမှာနေ့စဉ်နဲ့အမြပြည်သူလူထုကိုဘုံကျဲတက်ဖြတ်နေတဲ့လောက်ရက်တွေကြာတခွန်းတဘာရမြ မဟာရဲတဲ့ကောင်းဒီဒီကောင်းတွေကတန်းပြပေါ်စေတနာရှိတယ်ဆိုတာကတော့ဘယ်လိုလူမျိုးကိုမှဟိုမေ့မီဒါမျိုးကအမှန်တရားမဖြစ်ဘူးဆိုတာကိုတည်ပြီးသားဖြစ်မှာပါအဲ့တော့အာနာရှင်နေဆိုတာကကိုကလွင်ရင်ကိုဒူးတော်မယုံတဲ့ကောင်းဒီအဲ့တော့အာနာအယိုးအရင်ခွဲတန်းသေးသေးလေးကိုမျှမပေးဘူးဆိုတာကိုတက်တည်ပြလိုက်တာဖြစ်တယ်ဒေါ်ဆန္ဒမင်းသူတို့ပါတီဖြတ်သိမ်းခံရတယ် တို့ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရဖို့ဝင်ပြိုင်ခွင့်မရတော့ဘူးအဲအဲ့မှာစိတ်သက်တွေကြစိတ်ထန်ရတွေရအောင်ဆိုပြီးတော့နောက်တစ်ခေါက်စစ်ဖနအောက်ကိုပြေးဝင်ပြီးတော့တတိပုဂ္ဂလာပြိုင်မယ်ဖြစ်သွားပြန်တယ်အခုတသက်ခိုင်တို့ဟိုဟိုလီတကျော်အော်ကြီးဟစ်ကျဲနဲ့တင်းစာရှင်းလင်းပွဲကြီးတွေရုပ်ပုံကောင်းကောင်းတွေရိုက်ပြီးတော့ပြည်သူလူထုကိုအကျိုးပြုပါတော့မယ်ဆိုတဲ့တန်ရောင်စကားတွေနဲ့ပြောခဲ့ပြောခဲ့ပေမဲ့အခုတသက်ခိုင်ကိုလည်းမာလာတို့ကအာနာအယိုးအရင်မြတ် လုတ်ပိုင်ခွင့်အယိုးအရင်မြမပေးဘူးအာနာကိုခွဲဝေမပေးချင်ဘူးဆိုတာကိုမပေးဘူးဆိုတာကိုတက်တည်ပြနေတဲ့လုတ်ရဖြစ်ပါတယ်အဲ့တော့ကိုယ်စလဲလောင်းအီချင်းဘာလို့မပြည့်မီတာလဲဆိုလို့ရှိရင်ကျွန်တော်ခေတ္တကသတင်းတပုတ်ကိုဖတ်လိုက်ရပါတယ်ဘာလို့ဒီလိုမျိုးအဲကိုယ်စလဲလောင်းအနေနဲ့ပယ်ဖြတ်ခံရတာလဲဆိုလို့ရှိရင်တဲ့မောင်မြင်တဲ့68 resident အင်ယာစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်ပြီးတော့ပြန်ပြီးတော့ပေးဆပ်နိုင်တာမရှိတဲ့အတွက် လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပြီးတော့တသက်ခိုင်ကပယ်ဖြတ်ခံလိုက်ရတာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့အချက်လက်သိရတယ်အဲ့တော့ကိုယ်စားလှယ်လောင်းအဖြစ်နဲ့လွတ်တော်ထဲမှာသွားထိုင်ပြီးတော့ဒီအကျွေးတွေကိုသတ်ဖို့အတွက်ရရလုတ်ပိုင်ခွင့်နေနဲ့ခိုးဖို့ချောင်းနေတဲ့သူတွေလောလောဆယ်မှာတော့အဲမအားလားတို့ကဟိုရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖြတ်လိုက်တာတော့မှာ ကောင်းတယ်လို့ပြောရမှာလို့ဖြစ်နေပြီ။ဘာလို့လဲဆိုတော့ဒီအကျွေးတွေကိုတကယ်လို့ရွေးကောက်ပွဲဝင်ခွင့်ရပြီးတော့ဘာပဲဖြစ်ဖြစ်စစ်ဖက်နဲ့အောက်ကနေပြီးတော့အယိုးအရင်လေးနည်းနည်းကတ်ရပြီးလွတ်တော်တွေကထိုင်ကုန်မှာသွားထိုင်ရမယ်ဆိုရင်တော့ရရခိုးပြီးတော့ဒီလိုအကျွေးမျိုးတွေကိုဆက်မယ်ဟာမျိုးတွေပြည်သူအတွက်ကတော့တပြားတစ်ချက်မှရလိမ့်မှာမဟုတ်ဘူး။သူတို့အကျွေးနဲ့သူတို့အကျိုးစီးပွားတွေကိုလုံမယ်ဟာမျိုးတွေဖြစ်တဲ့အတွက်ခုဒီမှာအဖြေပေါ်လာပြီ။ဒီ68 resident အင်အားစီမံကိန်းမှာကျွေးမီဘီလီယံပေါင်း100ကျော်တောင်မှပဲ တင်နေတယ်အဲ့ဒီကြောင့်ပဲဖြတ်ခံလိုက်ရတယ်လို့သိရတယ်အချက်လက်ကိုနည်းနည်းထည့်ကြည့်ရအောင်ပါအဲ့တော့ကဘာကြီးဖျားလန်းနဲ့ဆရာဆန်လန်းတောက်မှာရှိတဲ့68 resident အင်အားစီမံကိန်းကိုတတ်တတ်ခိုင်နဲ့အောင်ကျော်ဝင်းတို့ကကမ္ဘောဒါဘဏ်ကနေပြီးတော့ငွေကျပ်ဘီလီယံ100ကျော်ချင်းခါခဲ့တယ်ဒါပေမဲ့အဲ့ဒီအင်အားစီမံကိန်းကအချိန်မီပြီးသေးတာမရှိဘူးနောက်တစ်ခါအခန်းအနိုင်တာမရှိဘူးဒါပြင်ဒီကမ္ဘောဒါဘဏ်ကနေချေထားတဲ့ငွေကျပ်ဘီလီယံ100ကျော်ကလည်းပြန်ပြီးတော့ပေးဆက်နိုင်တာမရှိဘူးလို့သိရတယ် အဲ့တော့သတင်းရင်းမြစ်တအူးကနိုင်ငံဝေးတန်ဝိုင်းတဲ့သတင်းရင်းမြစ်တအူးကသုံးသက်ထားတာကိုလည်းဖတ်ပြချင်ပါတယ်လွတ်တော်ကိုယ်စားလှယ်လောင်းအီချင်းတတ်မှတ်ရမှာလူမွဲအဖြစ်နဲ့သက်ဆိုင်ရာတရားရုံးရဲ့ကြီးညာခံထားရခြင်းကနေလူမြောက်ခွင့်မရသေးသူဆိုတာပါတယ်အဲ့တော့ဒေါ်သက်ခိုင်ကိစ္စကလူမွဲတော့မကြီးညာခံရသေးပေမဲ့အကျွေးပြန်မဆက်နိုင်လို့တရားတပောင်ဖြစ်နေတဲ့သဘောတော့ရှိတယ်ဆိုတော့အီချင်းတတ်မှတ်ချက်နယ်ကတော့ညှိတယ်လို့ပြောလို့ရတယ်လို့မညှိသေးဘူးလို့လည်းပြောလို့ရတယ်ဒါပေမဲ့အကျွေးမဆက်နိုင်တာမို့လို့လူမွဲအဖြစ်နဲ့ ကြီးညာခံရတာမျိုးလေရှိလာနိုင်တယ်။ဒါကြောင့်မလို့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖြတ်တာမပယ်ဖြတ်တာကတော့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့စင်ညင်ုံတရားပေါ်မှာပဲမူတည်ပါတယ်ဆိုပြီးတော့ဒီနိုင်ငံရေးတာဝန်ကနေပြီးသုံးသက်ပြောဆိုထားတယ်။အဲ့တော့ရှေရှေဝဲဝဲကျွန်တော်တို့သုံးသက်ဆရာမလိုပါဘူး။ခုနကကျွန်တော်ပြောသလိုမျိုးပါပဲ။မာလာတို့စစ်အာဏာရှင် အုပ်စုကဖက်စစ်အုပ်စုကကိုကလွှဲရင်ကိုဒူးတော်မယုံတဲ့ကောင်တွေဒါကိုသူတို့ရှေ့ကနေသွားပြီးတော့စစ်ဖက်နဲ့အောက်ကိုပြပြမောက်တိုးဝင်ပြီးတော့ မျောလင့်နေလို့ဘာမှရမှာမဟုတ်အယိုးအရင်တော်ကူချပြီးတော့မကြွေးတော့ဘူးမအသားတွေကိုအစီသားတွေကိုထိုင်စားနေတဲ့ထိုင်စားနေပြီးတော့နောက်ဆုံးကြံတဲ့လက်ကြံအယိုးအရင်တော်မှာပဲချကြွေးဖို့ဒီခွေးစင်ဟိုအယူချင်းပြည့်တဲ့ခွေးအယိုးကြွေးရလောက်တဲ့ခွေးမဟုတ်ဘူးဆိုတဲ့ဟာမျိုးကိုပြက်ပြက်ထင်ထင်ပြောလိုက်တာပဲအဲ့တော့ခွေးပိန်နေဘေးကိုပိတ်ကန်ခံရတဲ့အနေထားမျိုးလို့ပြောကျင်တယ်ရှေရှေဝေးဝေးတွေကျွန်တော်တို့သုံးသက်နေစရာမလိုဘူးတကယ်လဲအဲ့ဒီခွေးပိန်တွေကပြည်သူရှီက မရှိရှိမဲ့ပစ္စည်းအုပ်ဆာမရှိရှိမဲ့ပိုင်ဆိုင်မှုကိုခိုးယူစားသုံးဖို့ပဲချောင်းနေတဲ့ကောင်းနေအဲ့တော့ဆရာနာရှင်တွေပဲကန်ကန်ဘသူပဲကန်ကန်အဲ့ဒီခွေးပိန်တွေကတော့တကယ်ခွေးရုံမာတွေကတော့အကန်ခံရတာနဲတောင်နဲသေးတယ်လို့ကျွန်တော်တို့ပြောရမှာဖြစ်တယ်အဲ့တော့နိုင်ငံပေါ်မှာစေနာရှိတဲ့ပြည်သူလူထုပေါ်မှာစေနာထားတဲ့နိုင်ငံခေါင်းဆောင်တွေတနည်းအားဖြင့်မေတော်ဆန်းစုကြည်ပါဝင်တမရယူဝင်းမြင့်တို့ကိုလည်းမကြသေးခင်ကမှခုနပြောခဲ့တယ်လို့မျိုးအင်မတန်ရုပ်ရုပ်မာမာပြောဆိုထားခဲ့တဲ့သူတွေဖြစ်တယ်အဲ့တော့ တသက်ခိုင်တော့အခုလိုမျိုးဖြစ်သွားပါပြီဘလို့မျိုးတုံပြန်မလဲပြီးသုံးလုံးအနေနဲ့ဘာတွေပြောလာမလဲဆိုတာတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာပါတိတ်တော့အရေးကြီးတဲ့အကြောင်းအရာမဟုတ်ပါဘူးနည်းနည်းအဲ့ထဲကအချက်လက်လေးတွေကိုပြောပြပါမယ်အဲ့တော့တသက်ခိုင်ကဟိုအခုမလာတို့ပြုလုပ်မဲ့ရွေးကောက်ပွဲမှာရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနယ်အမှတ်နှစ်ကနေဝင်ရောက်ရှင်ပြိုင်မှုရှောက်လွာတင်သွင်းခဲ့ပြီးတော့သူ့ရဲ့မဲဆန္ဒနယ်မှာတော့ဗဟန်းကမာယုတ်အလုံဆိုင်ချောင်းကြည့်မြင်နိုင်လှိုင်း မယန်းကုန်းမြောက်ကလာအဲ့ဒီမြို့နယ်တို့ပါဝင်ပါတယ်အဲ့တော့တသက်ခိုင်ရဲ့ပါတီကတနိုင်ငံလုံးတိုင်းတာနယ်ဝင်ရောက်ရှင်ပြိုင်တာလည်းဖြစ်ပါတယ်အဲ့တော့တသက်ခိုင်2025 2015 NLD ပါတီရဲ့တကုံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့ပြီးတော့2019မှာတော့ NLD ပါတီကနေပြီးတော့နှုတ်ထွက်သွားတဲ့သူတွေဖြစ်တယ်2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ပြီးတော့2020ရွေးကောက်ပွဲမှာတော့တသက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီကအမတ်နေရာတစ်ခုမှအနိုင်မရဘဲနဲ့ခွက်ခွက်လန့်အောင် ရှုံးနေခဲ့တဲ့တမိုင်းကျောင်းပိုင်ရှင်လည်းဖြစ်ပါတယ်။တသက်ခံ2021အာနာသိမ့်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြံပေးဆစ်ရှုံးကောက်စီမှာလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရချထားရေးဝန်ကြီးဖြစ်လာပြီး2023 August 3ရက်မှာတော့ဟိုတယ်နဲ့ခီးသွွားရေးခီးသွွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဖြစ်ပြောင်းလဲခန့်အပ်ခံရတယ်။2025 January 31မှာတော့ရာထူးကနေပြီးတော့တာဝန်တွေကနေပြီးတော့အနာပေးတာကိုခံခဲ့ရတယ်။အဲ့တော့အဲ့လိုမျိုးပါတရင်ကောင်းကတော့အဲ့လိုမျိုးပါအဲ့တော့သုံးသက်ချက်ကတော့ရှင်းရှင်းလေးပါ ဘူကိုကိုကြီးပဲဖြစ်ဖြစ်ဘူဗီချမ်းပဲဖြစ်ဖြစ်ဘူဗီမချမ်းတာပဲဖြစ်ဖြစ်ဒေါ်ဆန္ဒမင်းပဲဖြစ်ဖြစ်တက်တက်ခိုင်ပဲဖြစ်ဖြစ်ဘလို့လူမျိုးတွေပဲဖြစ်ဖြစ်မလာကသူတို့ရဲ့လက်ထဲမှာစုပ်ကင်ထားတဲ့အာနာလုတ်ပိုင်ခွင့်အားလုံးကိုအယိုးအရင်မျှတော့မင်းတို့ချကျွေးမှာမဟုတ်ဘူးဒီကောင်တွေကကိုကလွှင့်ရင်ကိုဒူးတော်မယုံကြတဲ့ကောင်တွေအာနာနဲ့ထိုင်ကုန်နဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးမှ ဖင်ကြွမပေးခြင်းနဲ့ကောင်းနေအဲ့တော့အဲ့လိုကောင်းနေရဲ့ဖနှက်အောက်မှာပြားပြားမှောက်ပြီးတော့ဒီရန်နေရာကြီးကိုပြုပြင်ပြောင်းလဲခြင်းနဲ့ပြည်သူလူထုတွေကောင်းအောင်လုပ်ပေးခြင်းနဲ့ဆိုတဲ့မင်းတို့ရဲ့စဉ်းစားတွေးခေါ်တုံးသက်ချက်တွေကစဉ်းစားပြီးတော့လုတ်ကင်ပြုမှုချက်တွေကဘယ်လိုမျိုးလဲဆိုတာကိုနည်းနည်းလေးထမင်းပြောင်းစားပြီးတော့တွေးကြည့်ပါအခုဟိုကျန်တာစားတယ်မပြောပြောတာမဟုတ်ပါဘူးသူတို့ကပစ္စည်းရှိလူတွေပါလို့ဆိုတော့ခောက်ဆွဲကြလို့ပါလို့စားတာဖြစ်ချင်းပြစ်မှာပေါ့အဲ့တော့ထမင်းပြောင်းစားပြီးတော့တွေးကြည့်ပါ ဘလိုမျိုးသစ်ဖက်နဲ့အောက်ကနေပြီးတော့ဒီစနစ်ကြီးကိုပြုတ်ပြင်ပြောင်းလဲခြင်းနဲ့နိုင်ငံရေးသမားဖြစ်နေခံယူပြီးတော့လှုပ်ချင်နေဆိုတော့ဟိုတကယ်တမိုင်းမရှိပထဝီမရှိ VV ချမ်းတို့လိုနိုင်ငံရေးနာခံတလုံးမှ နားမလဲတဲ့သူမျိုးဆိုရင်တော့နည်းနည်းဖြည့်တာသေးတယ်အဲ့တော့88မှာလည်းလှုပ်ရှားမှုတွေပါဝင်ခဲ့တချို့ဆိုရင်လည်းဒေါ်စန္ဒမင်းတို့ဆိုရင်လည်းတကယ်အမေစုတို့နဲ့ဆိုရင်အနီးကပ်ကိုရှိခဲ့ပြီးတော့ NLD နဲ့နှစ်များစွာလက်တွဲပြီးတော့ဆောင်ရွက်ခဲ့တဲ့သူတွေ ဒီတက်တက်ခိုင်ကြီးဆိုရင်လည်းတကယ်2015တော့ဆိုရင် NLD ကနေတော့မှနေရာတနေရာအမှတ်တနေရာတနေရာရွေးကောက်ပွဲနိုင်ရခဲ့တဲ့သူဖြစ်တယ်။ဒါပေမဲ့အဲ့လိုလူမျိုးတွေဖောက်ပြန်သွားရင်ပူပြီးတော့ကြောက်เสียရကောင်းတယ်။တစ်ဖက်စွန့်ထက်ပိုတဲ့တစ်ဖက်စွန့်ကိုပူပြီးတော့ရောက်သွားကြတယ်။ဒီဖက်စစ်စစ်တပ်အတွက်အမားလာတို့အတွက်လက်ယုံကြီးဟိုလက်ယုံတွေအားကိုးရတဲ့တကယ်ဟိုနောက်လိုက်ဘောဆွဲတွေအကြီးမားတယ်နောက်လိုက်ဘောဆွဲတွေဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ ဟိုဒီဖြစ်ရက်တွေကနေပြီးတော့မြင်တွေ့ရတယ်အဲ့တော့ဒီနေ့မှာတော့ဒီနေ့မနက်ခင်းသတင်းမှာတော့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ဆက်ခြင်းဖြစ်ပါတယ်သုံးသက်ပြခြင်းဖြစ်ပါတယ်နှစ်ချုပ်ကတော့ဒါပါပဲမာလာတို့ကသူတို့စုပ်ကင်ထားတဲ့အာဏာကိုစိုးစင်းမြဘယ်သူတဦးတယောက်ကမှခွဲဝေပြီးမှမဟုတ်ပါဘူးဒါကြောင့်မလို့မာလာလက်အောက်ကနေပြီးတော့တိုးဝင်ပြီးတော့သူတို့ရဲ့ဖက်နှက်အောက်ကနေတိုးဝင်ပြီးတော့နိုင်ငံကိုပြုပြင်ပြောင်းလဲခြင်းနဲ့ဆိုတော့ အယူဆကတော့မီးလောင်တိုက်သွင်းလိုက်ရမယ်အယူဆပါလုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာဆိုတာကိုကွက်ကွက်ကွင်းကွင်းဒီဖြစ်ရက်တွေကနေပြီးတော့တက်တည်ထူနေပါလေအဲတော့ကွန်မန့်လေးတွေပြည်သူတွေရဲ့မှတ်ချက်တွေကိုလည်းနည်းနည်းလေးဒီနေရာမှာမျှဝေခြင်းပါလေဒီမှာအကျွေးတင်နေတယ်ဆိုတော့ပြည်သူတို့ကမှတ်တာမှတ်ထားပါလေအကျွေးပြန်ဆက်ဖို့ကိုယ်တည်းလောင်းဝင်အကျွေးခံတာလေးတဲ့နော်ဟာနောက်တစ်ယောက်ကတော့ကျန်းတယ် သူယောက်ျားတအိမ်ကောင်းကင်စာကုဖို့တုံးလိုက်လို့တုံးလိုက်ရလို့ပါတဲ့အကျွေးတင်သွားအဲနောက်ဆုံးမှာတော့တဲ့ကြံ့ဖို့ပဲကြံ့ရစ်ခဲ့မဲ့ပုံပဲအမှန်ပါပဲအဲစစ်တက်ကေလက်ကင်တို့စစ်တက်ညီမြချင်းကြံ့ဖို့ဆိုတဲ့တသားတည်းဖြစ်နေတဲ့ပါတီတခုပဲကြံခဲ့မှာပါအခုဆိုလဲရင်ရက်ကလည်းယူနီဖောင်းတွေချွတ်ခိုင်းပြီးတော့ကြံ့ဖို့ပါတီတွေကိုအလုံးအရင်းတွေကိုအဲ့ဒီ ဘောင်းမီဝတ်တဲ့ကောင်တွေကိုယူနီဖောင်းလဲပြီးတော့အရွေးကောက်ပွဲဝင်ပြိုင်ဖို့ပါတီတွေကိုစုပြုံပြီးတော့ထည့်နေကြပါတယ်အဲ့တော့အခုပြည်သူတယောက်မှန်ထားတယ်လို့ပါပဲနောက်ဆုံးတော့ဟိုကြံ့ဖို့ပဲကြံ့ကြံ့ဖို့ဆိုတာလဲစစ်တက်စစ်တက်ဆိုတာလဲကြံ့ဖို့ပဲဖြစ်တဲ့အတွက်နောက်ဆုံးတော့ခုနသုံးသက်တယ်လို့မျိုးပါပဲသူတို့သာပဲလက်ဝဲကြီးအုပ်ရင်းနဲ့သူတို့ကြီးအာနာကိုထိမ့်ချုပ်ထားမယ်ဘယ်သူကမှတစိုးတစင်းမြမပေးဘူးဆိုတာကိုတက်တည်ထူနေတာဖြစ်တယ် အဲအမေစုပေါ်စိတ်ပုတ်ထားတဲ့အကျိုးဆက်ပေါ်တဲ့ပြည်သူတယောက်ကလည်းမှတ်ထားတယ်။ကန်ကြီးထိုက်တာလေးတဲ့အကျိုးပေးမြန်ချက်ကြိတ်ခံကြိတ်ခံအန်ဒီတက်ရည်တဲ့။ဒါပြည်သူတွေမှတ်ထားတယ်မှတ်နေပါ။လူမှန်နေရာမှတွေ့ရတဲ့အတွက်ဝမ်းသာပါလေ။ အဲ့တော့မင်းအောင်လှိုင်ဟာဖြုတ်ကွက်တွေစပြီးရေးတဲ့ဘောမာတွေတတိထားကြတယ်။အဲဒါကတော့ပြည်သူတွေမှတ်ထားတဲ့မန်းချုပ်ကိုလိုက်ဖက်ရင်းနဲ့ကျွန်တော်ပြောပြတာဖြစ်ပါတယ်။အဲ့တော့ဆွေးနွေးတင်ဆက်ချက်ကတော့ဒီမျှပါပဲ။ပြည်သူတွေလည်းဒါနဲ့ပတ်သက်ပြီးတော့အမြင်သုံးသက်ချက်မှတ်ချက်ပြုတာတွေရေးသားနိုင်ပါတယ်။မဟာလာတို့ကတော့မကြခင်မှာသူတို့ဆိုင်ပြင်းထားတဲ့ ရွေးကောက်ပွဲကြီးကိုကျင်းပပါတော့မယ်ဒီဇင်ဘာ28ရက်နေ့မှာအဲ့တော့ပြည်သူကထောက်ခံသည်ဖြစ်စေမထောက်ခံသည်ဖြစ်စေဘလို့ပဲဖြစ်ဖြစ်ဒီအရွေးကိုတော့တို့ကြော်လွှားကြမှာပါကြော်လွှားကြမှာပါနီလန်ပေါင်းစုံ မတရားညံညီညံနဲ့နီလန်ပေါင်းစုံကိုတုံးပြီးတော့ကိုကြော်လွှားကြမှာဖြစ်ပါတယ်အဲ့တော့အရင်နေ့ကလည်းကျွန်တော် သုံးသက်ချက်ဒီပြောခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တို့တော်လိုင်းရေးဘက်မှာ2025နှစ်ကောင်ကလိုင်းအနေဘက်ကိုရောက်နေကြပါတယ်အားလုံးကပခုံးထမ်းတင်ဖို့လိုပါတယ် ကြာရတာဝင်ယူထားကြတဲ့ပြည်သူလူထုကပခုံးထမ်းတင်ဖို့လိုပါတယ်လိုင်းအမြင့်ကိုပြန်ရောက်ဖို့လိုပါတယ်ပြီးတော့အဆုံးတတ်နိုင်ဖို့လိုပါတယ်တော်လိုင်းကြီးအချိန်ကာလကြာလာတည်နဲ့အမျှမနေ့ကဆိုရင်လေလေချောင်းနဲ့ဘုံကျဲတက်ဖြတ်တဲ့တဲ့ရင်ကျွန်တော်တို့ညအီးမှာညအချိန်မှာအဲ ARD အတွက် PLF အတွက်ကမ်ဘင်းပြုလုပ်နေတဲ့အချိန်မှာပဲကမ်ဘင်းအတွက် live လုပ်နေတဲ့အချိန်မှာပဲဘုံကျဲတက်ဖြတ်တဲ့တဲ့ရင်ထပ်ပေါ်လာရတဲ့ပြည်သူ20ကျော်30လောက် တည်ဆုံးခဲ့ရတယ် ARI တိုင်းဘက်မှာပဲထင်တယ်ကျွန်တော်သတင်းအဲ့သတင်းပြည်စုံကိုတခြားလေးလိုက်ပြီးတော့မလိုက်ရသေးဘူးညခင်းသတင်းမှာတော့အဲ့ဒါနဲ့ပတ်သက်ပြီးနောက်ဆက်တွဲအခြေအနေတွေကိုကျွန်တော်ပြန်ပြီးတော့အဲပြောပါမယ်တိတိကျကျပြန်ပြီးတော့တင်ဆက်ပေးပါမယ်အဲ့တော့ဒီကနေ့မနေ့အတွက်သတင်းတင်ဆက်သုံးသက်ချက်ကတော့ဒီမြောက်ပါပဲပြည်သူအလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးတော့ဆက်အာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်